ဒီတစ်ခါတော့1389ခုနှစ်အတွင်းမှာဗုဒ္ဓဖူးရာဟူတာသမီးတွေဘယ်လိုရှိမလဲဆရာတို့ဆက်ပြောပြပါမယ်ဆရာတို့ဆရာကအတာစားတဲ့အကြောင်းကိုဥစွာပြောအောင်ပါဗောအတာဆိုတာအချိန်ကာလတစ်ခုသာဖြစ်တယ်1389ခုနှစ်ထဲမှာဗုဒ္ဓဖူးရာဟူတာသမီးတွေအတာစားတယ်လို့တော့အကြံအပြဗမာမှာ900သာသမီးပဲရှိတဲ့အတွက်တော့အတာစားတယ်လို့တော့အကြံပြန်သတ်မှတ်ရမယ် အတာရဲ့သဘောဖြည့်ဖြောက်ပုံဖြည့်ဖြောက်ဖြောင်းနည်းနဲ့အတာစားရင်ဘာဖြစ်တယ်အတာစားရင်ဘာတွေလောက်အောင်လဲဆိုတော့ဆရာငယ်က1989ခုနှစ်အတွင်းမှာခုနှစ်ရသားခုနှစ်ရသားသမီးတွေဥကောင်းစေးခြင်းမင်္ဂလာပြုလုပ်ပုံနဲ့ဥကောင်းဘလို့စေးရမလဲဆိုတော့ဆရာကပြောပြခဲ့ပြီးဖြစ်ပြီအဲ့တော့ဆရာမိတ်ဆွေတွေမသိလို့ရှိရင်ဆရာငယ်ဘေးက Facebook ဝင်ပြီးပေးမှာဝင်ကြည့်ကြည့်ရပါတယ်ခင်ဗျာစားလိုက်အောင်ဆိုတော့1989ခုနှစ်အတွင်းမှာရေဘူးရအပြင်ဗုဒ္ဓဖူးရဟူသားသမီးမိတ်ဆွေအရှုဟာ ကံရဆိုရင်တော့အနှဲငယ်လေးရုံကံရတတ်တယ် ်သို့တော့ဗုဒ္ဓဘုရားဟူသာသမိတိုင်းမဟုတ်ဘူးဗုဒ္ဓဘုရားဟူသာသမိတိုင်းက1386ကိုတစ်ချက်ပြန်ကြည့်အောင်1386မှာကံအားဖြင့်မညံ့ခဲ့ဘူးဆိုရင်တော့1386မှာအရန်ကြီးတော့ညံ့တဲ့ထဲမှာစူးစူးဝါးဝါးမပါပဲမဲ့လို့1386ခုနှစ်မှာစတင်လုပ်မယ်ဆိုရင်တော့ဘာကိုဖြစ်ဖြစ်နံပါတ်1ကဇွဲရှိဖို့လိုအပ်တယ်ဇွဲနှစ်ပန်းရှိဖို့လိုအပ်တယ်ဘာကိုဖြစ်ဖြစ်အစမှာအနေငယ်လေးရုံးကန်ရတတ်ပေမဲ့အဆုံးတက်မှာတော့ဂျင်းသေးပါအောင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းရရှိမှာဖြစ်တဲ့အတွက်ဘာကိုလုပ်လို့ဒီဇိုင်းမမှန်တဲ့ကွန်ပျူတာရှိအောင်လုပ်ဖို့လိုအပ်တယ် 1989ခုနှစ်မှာသူများရဲ့အားကိုးကိုရယူလို့လူစိတ်နဲ့လုံးလို့မရဘူးသူများရဲ့နှာခေါင်းပေါက်နဲ့အသက်ရှူလို့မရဘူးဘာလို့ဖြစ်ဖြစ်အအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်းတည်တည်ချာချာစဉ်းစားပြီးတော့တွေးခေါ်ရှာမယ်လုံမယ်လို့ဆုံးဖြတ်ပြီးတဲ့အရာကိုသူများနဲ့မတူဘူးဆုံးဖြတ်ချက်နှစ်ခွဆုံးဖြတ်ချက်နှစ်ခုဖြစ်တတ်တယ်အဲဘာလို့လို့1989ခုနှစ်အတွင်းမှာ ဆုံးဖြတ်ချက်နှစ်ခွဆုံးဖြတ်ချက်နှစ်ခုဖြစ်နေတတ်တဲ့အတွက်မိတ်ဆွေဗိုလ်တပည့်ရောက်တာသမီးတွေကဘာလို့ဖြစ်ဖြစ်ဒီတစ်နှစ်ထဲမှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စအရေးကြီးတဲ့လုပ်ငန်းမှန်သမျှကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပါဒါကိုလုပ်ရင်ကောင်းမလားဟိုဟာကိုလုပ်ရင်ကောင်းမလားဆိုတာမျိုးဒါကိုဆုံးဖြတ်ရင်ကောင်းဟိုဟာကိုဆုံးဖြတ်ရင်ကောင်းဆိုတဲ့မိတ်ဆွေများဟိုကတော့ဒီနှစ်ကနည်းနည်းလေးပြက်ပြက်သားသားနဲ့ဆုံးဖြတ်ရမယ်နှစ်လို့တော့အကြံအဖျင်းတတ်မှတ်ရလိမ့်မယ်ကျမ်းမာရင်လည်းပတ်သက်လာရင်ဗိုလ်တပည့်ရောက်တာသမီးတွေကအထူးသဖြင့်ဒီနှစ်ထဲမှာဆိုလို့ရှိရင် မိတ်ဆွေဗုဒ္ဓဘုရားဟောတာမိတဲ့နေနဲ့နှလုံးနဲ့ပတ်သက်တာမျိုးတွေအသက်ရှူကြတာမျိုးတွေမောတာမျိုးတွေဖြစ်ရတတ်တယ်လူပြူစားခြင်းခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့ဂယုဆိုင်ဆင်ကြရမယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်ဟိုနေရာမှာလဲကိုမပါရင်မပြီးဒီနေရာမှာလဲကိုမပါရင်မပြီးဆိုသလိုဘယ်နေရာကိုမဆိုကိုကဥစည်းဥဆောင်ပြီးတော့ရဲရဲဝံ့ဝံ့လောက်ရတတ်တယ်လို့ဒီနေ့ထဲမှာအထုသတိထားရမှာတော့အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်တဲ့အရာလေးတွေ မိမိအနေနဲ့အများနဲ့ပတ်သက်ပြီးကိုယ်ကစန့်ကျင်ဘက်ဖြစ်နေတာမျိုးလေးတွေဖြစ်ရတဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်တယ်အထူးသဖြင့်သတိထားမှာကတော့တပုတ်လေးလွင်ကောလာဟာလာတွေအပြစ်များများပြောခံရတာမျိုးတွေကြုံရတတ်တယ်မိမိရဲ့ဖူးစာပန်ချစ်သူကြီးစားဟာဂျာစာပရိသသမီးဆိုရင်တော့သတိထားဆင်ခြင်ရန်လိုအပ်တယ်ဂျာစာပရိသသမီးနဲ့ပတ်သက်လာတဲ့အခါစိတ်တော့ကပြရတာမျိုးမိမိအိမ်အောင်ပတ်ဟာဂျာစာပရိသသမီးအေးဆိုလို့ရှိရင်တော့မိတ်ဆွေဘုံတစ်ခုရောက်သသမီးတွေနဲ့ဒီနှစ်ထဲမှာနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောနဲ့ငယ်ဖြစ်ရတတ်တယ်အဲဆွမ်းလာလို့ပေါ့၎င်းရဲ့အကူအညီကိုမရရှိတာမျိုးတွေသူတို့ မသိအောင်လုပ်တဲ့ကိစ္စလေးဒီမှာပြဿနာကရောက်ကစားလေးပေါ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဗုဒ္ဓဘုရားဥဒသမီးတွေက1368မှာဘာကိုဖြစ်ဖြစ်ဥစည်းဥဆောင်လုပ်ပါရရဝန်ဆုံးဖြတ်ပါအဲသာသမီးတွေရအကူအညီကိုရရှိတတ်တယ်ညီကိုမောင်နှမတွေရအကူအညီကိုရရှိတတ်တယ်သို့တော့အဆိုးပြင်ဖြစ်စေအကောင်းပြင်ဖြစ်စေပြည်လူပြပြောခံရတာမျိုးတွေမိမိကိုတော့ ဟိုအပြစ်တင်ဝေဖန်တာမျိုးလေးတွေကြုံရတဲ့အတွက်တော့သတိထားစင်ကြီးမျိုးလိုအပ်ပါတယ်။ဒါအပြင်ဗုဒ္ဓဘုရားဟူသာသမီးမိတ်ဆွေများဟာဒီမြစ်တာတော်ပြမှာဆိုလို့ရှိရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်ပြောပြမယ်။ အကျိုးပေးတဲ့အရာလေးတွေကမိတ်ဆွေတို့အနေနဲ့တည်တည်ရှာရှာနဲ့ပလန်ကြကြအကွက်ကြကြစီစဉ်လုပ်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်စတင်အရှိရှာအဆုံးဖြတ်ရန်အကျိုးပေးတယ်မိတ်ဟောင်းဆွေဟောင်းမိတ်ဆွေရင်းရှာတွေနဲ့ပတ်သက်လာရင်စကားများရန်ဖြစ်ရတာမျိုးလေးတွေခြုံငါတတ်တယ်မြေကိစ္စလေးတွေကောင်းတယ်အိုးအိမ်ရှာမြေကိစ္စလေးတွေကောင်းတယ်နိုင်ငံခြားခီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်သို့သောမကောင်းတဲ့တည်င်းတွေခေါ်လာဟာလာတွေကိုအလားတူပဲစက်ညင်ပတ်အကြမှာပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့ဒီလိုအပြစ်ပြောခံရတာမျိုးဝေဖန်ခံရတာမျိုးတွေကိုလည်းကြံ့ကြံ့ခံနိုင်ဖို့လိုအပ်တယ်ဖြစ်နိုင်ရ 这个呢，给啥里有心理里小内皮亚的一段，心理上没有。 ချုပ်သွားစေတတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်တုံးခတ်အမာရောမှာဘယ်ရောင်မှတကယ်မဆိုင်ပဲနဲ့ရဲရဲဝံ့နဲ့လှုပ်ဆောင်ပါအမားကိုဖြစ်ဖြစ်အမန်ကိုဖြစ်ဖြစ်ကိုကိုယ်တိုင်တုံးသက်စဉ်းစားပြီးတော့လှုပ်ပါလို့ပဲဆရာကအကြံပေးလို့တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီနှစ်တာတော့တွေ့မှာဆိုရင်ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးနဲ့ပတ်သက်ရင်ဝင်တော့ဝင်တယ်မိသားစုကိစ္စလေးတွေကြောက်ဘာသာရေးကိစ္စလေးတွေကြောက်အများနဲ့ပတ်သက်တာတွေအပေါင်းအသင်းကိစ္စလေးတွေအပျော်ပါကိစ္စလေးတွေလူမွေးဆိုင်ရာကိစ္စလေးတွေမှာငွေကုန်ကြီးကြအများရတာမျိုးအဖက်မတင်တာမျိုးလေးတွေမိသားစုကိစ္စအိမ်ရေးကိစ္စလေးတွေမှာအမွေကိစ္စလေးတွေအမှုကိစ္စ လေးတွေကြောင့်ပြဿနာဖြစ်ရတာမျိုးလေးတွေကြုံရတက်တယ်လို့မိတ်ဆွေတို့အနေနဲ့ဒီ1989ခုနှစ်အတွင်းမှာဆိုမိတ်ဆွေဘုတ်တူရအောင်သားသမီးများအနေနဲ့မိသားစုကိစ္စအိမ်နွေးကိစ္စတွေမှာအမွေကိစ္စအမှုကိစ္စတွေမှာဖြစ်နိုင်ရင်အဲ့ဒီလိုဖြစ်နေတဲ့ကိစ္စတွေကိုကိုကလိုက်လံမကူညီတာကောင်းတယ်ဖြစ်နိုင်ရင်ကိုပေးနိုင်တဲ့အရာစုပေးလိုက်မပေးနိုင်ဘူးဆိုလို့ရှိရင်ဝင်ကိုပြောအနေနဲ့ပြဿနာကတော့စာလေးပြောကြုံရတာမျိုးကိုကို သူတို့ကသူတို့နေတာအကောင်ပြဿနာတက်နေရကိုကဝင်လိုက်ခါမှအဲကိုကြောင်ဆိုတဲ့မောင်မုံစောင်းတက်တယ်လို့လက်ညှိုးထိုးခံရတတ်တဲ့နှစ်ဖြစ်တာအကြောင်းမလို့မိတ်ဆွေဘုရူရောက်တာသမီးဟာ1986ခုနှစ်မှာအိမ်တွင်းရေးမိသားစုရေးတွေနဲ့ပတ်သက်လာရင်ညံ့နေဆိုတဲ့နှစ်ကိုတော့ဆရာတို့သုံးတက်ဆုံးဖြတ်လို့ရတော့ကာလာဖြစ်ပါတယ်ဒါအပြင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာ လုပ်ငန်းကိစ္စယင်းဒီကိစ္စလေးတွေမှာအကျိုးပေးတယ်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေတဦးတည်းတက်ရောက်တဲ့လှုပ်ဆောင်တာမျိုးလေးတွေကပို့ပြီးအားသာစေတယ်ပြီးတဲ့အခါလူယုံမလွယ်နဲ့လူယုံတက်တတ်တယ်အကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဗုဒ္ဓဘုရားသာသမီတွေပေါ်ပြပေးပြရစီအထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်နိုင်ငံခြားခီးသွားတဲ့ပတ်သက်တာတွေအကျိုးပေးတယ်ကိုယ်တိုင်လုပ်တဲ့အလုပ်တွေဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်တဲ့အလုပ်တွေအမိခံလုပ်ရတဲ့အလုပ်တွေအကျိုးပေးတယ်အသင်းအဖွဲ့အဖွဲ့အစည်းနဲ့ပတ်သက်လာဒါတဲ့အခါကိုယ့်ရဲ့အမိခံလုပ်ရတဲ့ကိစ္စလေးတွေမှာအားသာကောင်းမွန်တယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရတင်းတင်းပြောဆိုပါတောင်းမှာ ရပါလိမ့်မယ်ထို့တော့မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်တဲ့အရာလေးဒီမှာလက်ထဲငွေထားတာတည်းရင်းနှီးတာပိုကောင်းတယ်ငွေကြီးနဲ့ပတ်သက်ရင်အဟိုနာကလည်းထွက်ဒီနာကလည်းထွက်ရစရာလည်းရှိတယ်လို့ပေးစရာလည်းရှိတယ်အထူးသဖြင့်ငွေကြီးဆိုင်ရာကိစ္စလေးဒီမှာဆိုရင်သူများကိုရှိတာငားတာလေးတွေစေတနာတွေဝေဒနာမပုံနဲ့အလူမှုရေးကိစ္စလေးတွေမှာငွေကုန်ကြေးကြများရတတ်တယ်လို့အရှိရင်နဲ့ပတ်သက်လာတဲ့အခါမှာတော့ အထောက်အကူတွေရရှိတတ်တယ်အတွေ့အကြုံအကြံစီတွေရရှိတတ်တယ်တို့ရပြန်ဗုဒ္ဓဘုရားတသမိဟာဒီနှစ်ထဲမှာမိမိရဲ့ပူဇာပတ်ဟာကြာသာပြီးဆိုရင်တော့ပြဒနာကြောက်စာလေးတွေပေါ်လာတာမျိုးတွေအရှုပ်ရှင်းလေးတွေပေါ်လာတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်တို့တတိထားပါကြီးစားမရှိသူတွေပြိုးရွယ်သူများအနေနဲ့ကတော့ဒီနှစ်ဟာစံပွင့်တတ်သောကာလမေတ္တာရေးဒီမှာဆိုလို့ရှိရင်ပူဇာပတ်အမှန်ပူဇာစစ်အမှန်ကန်လေးပေါ်တတ်တဲ့နှစ်ဖြစ်တယ်တို့ပြင်ဘာဖို့လှုပ်လို့သိကြပါတယ် အဆုံးသတ်မှာတော့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းမျိုးကိုရရှိနိုင်သောနှစ်ဖြစ်တယ်။အကျိုးပေးသောနံပါတ်အနေနဲ့ဆိုရင်တော့ဗုဒ္ဓဘုရားသာသမီးကဒီနှစ်တာတော့ဒီမှာအဲ၄ကဏ္ဍ၅ကဏ္ဍ၃ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအရာအနေနဲ့ဆိုလို့ရှိရင်တော့အဝါရောင်ညိုရောင်အစိမ့်ရောင်ပါသောအရာတွေကိုဝစ်ဆင်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်အာသာခြင်းနဲ့ကောင်းမွန်ခြင်းတွေတိုးတက်နိုင်ပါတယ်။အကျိုးပေးစေသောအရာဟာတော့မိတ်ဆွေဗုဒ္ဓဘုရားသာသမီးများအနေနဲ့အရှိဆုဆုရဖြစ်ပါတယ်။စန္တိယရကတော့မြောက်ရဖြစ်ပါတယ်။ ဘာကိုလို့လို့အဲလုပ်ငန်းဆောင်တာကိစ္စတွေအလုပ်ဆောင်တာကိစ္စတွေမူအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဋ္ဌိဌံလေးတစ်ခုကိုယူပြီးလှုပ်တာမျိုးငါကတော့ဒါလေးကိုရရင်ခွေးစာကျွေးမယ်ဆိုတာမျိုးခိုးစာကျွေးမယ်ဆိုတာမျိုးအော်ကလေးငယ်လေးတွေကိုလမ်းမရကလေးငယ်လေးတွေကိုအော်မရှိစင်ရသားလေးတွေကိုဒီလိုမျိုးလေးတွေကိုအထောက်အကူဖြစ်စေတဲ့အရာလေးတွေနဲ့ရည်စူးတရယ်စေပြီးလောက်ပါဒါအပြင်ဒီနှစ်တာအတော်တွေမှာဘာကိုဖြစ်ဖြစ် ဆုံးဖြတ်ချက်နှစ်ခွာလေးတွေဖြစ်ရတတ်တဲ့အတွက်တော့သတိထားစင်နေမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုနှစ်ခုတက်ပို့ပြီးတော့ဆုံးဖြတ်ရတတ်သောနှစ်ဖြစ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဘာလို့လို့လို့လာတိုင်းမှာဆိုရင်တလတရနေ့နှစ်ရက်သုံးရက်လေးရက်နေ့အတွင်းကိုအတက်နိုင်သောသတိထားပါဆွေမဝယ်ပါနဲ့ဆွေနဲ့ပတ်သက်လာတဲ့ဒီနှစ်တာတော်တွေမှာကို့အမိနဲ့ဝယ်တာမျိုးလေးတွေမှာနည်းနည်းအားနည်းစီတယ်လူယုံမလွယ်ပါနဲ့လူယုံနဲ့ပတ်သက်လာတဲ့အခါမှာလူယုံလေးတွေလိန်ခံရတာမျိုး ကြုံရတဲ့အတွက်တော့သတိထားစင်နေပြီပါအလုတ်ရှာနေသူတွေအလုတ်တွေရရှိစေနိုင်တဲ့ရင်စပစ်စီနဲ့ပတ်သက်တာလေးရှိလို့ဆောင်ရလုတ်ဆောင်မှာအားသာခြင်းတုတ်တက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေကိုအေကန်ဒိဋ္ဌကျင်းတွေရရှိစေသောနှစ်ဖြစ်တာတော့အတေချာပဲဖြစ်တယ်ဘုဒ္ဓဘုရားဥဒသမိတ္တဒီတစ်နှစ်တာတော့ဒီမှာ ကံတတိထားစရာတစ်ချက်လေးတစ်ချက်တော့ရှိတယ်။ကံကောင်းလာရင်မိတ်ဆွေတို့ကဆက်တိုက်ဆက်တိုက်ဆက်တိုက်စောကြီးထိပေါင်းနေမှရောက်ဆိုသလိုပဲကံကောင်းလာရင်တော့ဘာကိုဖြစ်ဖြစ်လောကအစဉ်ပြေးနေမယ်။ကံကလေးများညံ့လာပြီဆိုဘာကိုလှုပ်လှုပ်ထင်ငေါ်နေတာမျိုးတစ်ခုမဟုတ်တစ်ခုမဟုတ်တစ်ခုမဟုတ်စိတ်ကကြန့်ကြာနေတာမျိုးထင်ငေါ်နေရင်တော့မိတ်ဆွေပုံတစ်ခုရောက်သလိုမျိုးညင်ညင်ကလေးหนีလိုက်ပါကံရဲ့အတက်ကိုစောင့်လို့ကိုလိုအပ်ပါတယ်။သာသမီရရှိတတ်ပါတယ်။သာသမီတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တယ်လို့မိတ်ဆွေသာသမီကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းရတာမျိုးလေးတွေစိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်တယ်လို့မိတ်ဆွေဟာဒီ ီနှစ်ထဲမှာတတိထားစီနေရမှာတော့ကိုယ့်ကိုမြှောက်ပြောတဲ့သူတွေကိုတတိထားပါမြှောက်ပြောတဲ့သူတွေဟာမိမိကိုကန့်ညံ့စီရဲဆရာမိတ်ဆွေတို့ကိုကြုံလုံးလေးအဲတင်ပြစရာလေးတစ်ခုရှိပါတယ်လူသုံးမျိုးကိုရှောင်ပါလူသုံးမျိုးရဲ့ဇာတ်ကိုသိပါနံပါတ်1မိမိကိုဘယ်တော့ဖြစ်ဖြစ်ကိုယ့်ရဲ့အကြိုက်ကိုလိုက်ပြောနေတဲ့သူတွေဟာတတိထားပါကိုကပါဆိုတဖြူရင်ဖြူတယ်ကိုကနေရင်နေတဲ့မိတ်ဆွေကိုကပြရင်ပြတယ်ကိုကစိတ်ရင်စိတ်နေဆိုတဲ့လိုက်စိတ်နေသူတွေဟာသူတို့ဟာตาပေါင်းနေဖြစ်ပါတယ် ုတိယတရားကိုပါပြောပြောစကားပြောတဲ့အခါသူကလက်ခံနားထောင်ပြီးသူ့အကြောင်းကိုမပြောဘူးကိုယ့်အကြောင်းကြီးပြောနေရတယ်ဟောကိုကိုပါပြောပြောသူကနားထောင်ပြီးတဲ့သူတွေသူတို့ကိုပုံပြီးဆိုင်ပါသူတို့ကအကြံစီသမားတွေဖြစ်ပါတယ်ဟာကိုကတော့နေရာကမှာလူလူကြားထဲမှာဘဒုပိပိအားတိတ်ကနေသူ့အကြောင်းလည်းမထားဘွယ်အကြောင်းမှမထားပဲလူတွေကိုခင်တတ်တဲ့စကားအများကြီးပြောတတ်တဲ့သူတွေကတော့သူတို့ဟာ ထင်ပေါ်တတ်တဲ့သူတွေဖြစ်ပြီးတော့စိတ်ရင်းကောင်းပါတယ်မဟုတ်မခံတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဆရာပြောရှင်တဲ့အတိတ်ပဲအချက်တရားမိတ်ဆွေတို့ရဲ့ဘဝမှာအရေးကြီးတဲ့အချက်လေး၃ချက်ကိုလူပေါင်းပေါင်းသုံးမျိုးဆရာပြောလိုက်တာပါစကားပြောနေပြီးလက်ခံနားထောင်တဲ့သူဟာအကျံစီကမားဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ကိုယ့်ကိုဘာဖြစ်ဖြစ်ကိုကောင်းရင်လိုက်ကောင်းကိုဆိုးရင်လိုက်ဆိုးကိုယ့်ရဲ့အကြိုက်ကိုလိုက်ဆောင်နေသူဟာသူတို့ဟာကိုယ့်ရဲ့နာကနေလိုလာရဖို့အတွက်ပဲ ကြည့်တဲ့သူတွေဖြစ်ပါတယ်။ဒါကူးတွေလို့ခေါ်တာပေါ့။အဲဘာဖြစ်ဖြစ်ရင်းနဲ့မထားပဲနဲ့ပြောပြတတ်တဲ့သူတွေဟာစိတ်ရင်းကောင်းပါတယ်။သို့တော့အတွင်းကိစ္စအိမ်လုံးရေးကိစ္စတွေတိုင်မြင်ရတော့မတင်ဘူးလို့ဆရာကထပ်လောင်းပြောပြပါစီခင်ဗျာ။ဟုတ်ပြီ။ဆိုတော့ ဒါအပြင်ဗုဒ္ဓဘုရားဥဒတမိတွေကကန်စတာကောင်းစီရန်အရေးကြီးတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါဆက်ဆက်ရအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်တော့လူရမှုပြုမှုဆောင်ရွက်တဲ့အခါကြောင့်ရှင်မိတ်ဆွေတို့ရဲ့အိတ်ကတ်ထဲမှာနော်မိတ်ဆွေတို့ရဲ့အိတ်ကတ်ထဲမှာနှစ်ရာံလေးတရွက်ကိုလေးကောက်ရှိုးရှိုးပြီးတဲ့အခါမှာပလတ်စတစ်လေးလောင်းလာတာမျိုးဖြစ်စေအိတ်ကလေးကိုကလေးလေးနဲ့ကုတ်မီးလေးနဲ့ပိတ်ပြီးတော့ဆောင်ပြီးတော့လူရကိုပုတ်ပြီးတော့အိတ်ကတ်လေးကိုပုတ်ပြီးတော့လူရကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုများစွာရရှိတတ်သောနှစ်ဖြစ်ပါလေဒါအပြင်မိတ်ဆွေတို့အနေနဲ့တတိယဆင်ကျင်ရမယ့် နေသားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဘာကိုလုပ်လို့နေနံတူတွေဖြစ်တဲ့ဗုဒ္ဓဘုရားသမီးသို့မဟုတ်ယာဟူသားသမီးတွေကိုတတိတာဆင်နေပေးဖို့လိုအပ်ပါတယ်။ဒါအပြင်ရွှေတွေနဲ့ပတ်သက်လာတဲ့အခါအလှပရေးရတွေနဲ့ပတ်သက်လာတဲ့အခါမှာဝစ်စားဆင်ရင်မှုတွေနဲ့ပတ်သက်လာတဲ့အခါမှာပြင်ရင်မလှတတ်တော့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာလိုလှခြင်းရင်မိစေတို့ကမပြင်းပြင်တာကောင်းပါတယ်ပေါ့နော်။လှခြင်းလို့တရားတိုက်ရေစီကမ်းမျိုးလိုက်တတ်တဲ့နှစ်ဖြစ်တဲ့အတွက်တော့ဗုဒ္ဓဘုရားသမီးတွေကအကြံအာဖြင့်ခြုံငုံပြီးတော့သုံးတတ်ရရင်ဘာကိုလုပ်လို့အစမှာတော့ နည်းနည်းလေးဇွဲရှိဖို့လိုတယ်ဇွဲမရှိဘဲနဲ့ဟိုဟိုဖင်မမြဲဒီဘေးဖင်မမြဲဟိုနားဆက်ဆက်ဒီနားဆက်ဆက်ဆိုတဲ့မိတ်ဆွေဘုရားတို့ရောက်သားသမီးတွေကတတိထားစင်ကျင်တင်တော့နှစ်ဖြစ်ပါတယ်ဒါအပြင်လူယုံမလွယ်ပါနဲ့ မိသားစုကိစ္စအဖွဲ့အစည်းအတင်းပတ်ကိစ္စကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဥစ္စာမလုပ်ပါနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကိုချိန်တိုဆောင်ရအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်တယ်လို့ဆရာကအကြအဖြစ်သုံးသပ်ရမယ်လူငယ်တွေရဲ့ရှင်းမှာချစ်သူကြီးစားရရှိစေနိုင်ပါတယ်ကျမ်းမာရင်းနဲ့ပတ်သက်လာရင်လူပြူစားတာမျိုးတွေကိုယူဆိုင်ပါနှလုံးနဲ့ပတ်သက်တာမျိုးတွေအားနေပါတယ်ရွှေဝင်မတော်ပါဘူးလူဝင်မတော်ပါဘူးအမှုကိစ္စအမွေကိစ္စတွေကိုကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့လိုက်လံမပြုတ်မှုတင်ပါဘူးအဋိဌံပြုလို့တဲ့ဗုဒ္ဓဖူးရာဟုသာသမိမိတ်ဆွေများအနေနဲ့အဋိဌံပြုလို့တပါဆိုရင်24ပဋ္ဌာန်း အရှိဟုနော်အကျယ်ဟုနေစဉ်ရွတ်ဖတ်ပူဇော်ခြင်းအားဖြင့်ဖြစ်စေမိษွေတို့အဋိဌံပြုခြင်းအားဖြင့်မိษွေတို့ရဲ့လူမှုရေးကျမ်းမာရေးစီးပွားရေးတွေဟာကံကောင်းမှုတွေရရှိလာမယ်ဆိုတဲ့အကြောင်းနဲ့ မေတ္တာထားနိုင်စွမ်းရှိသောပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားပါလို့ဆရာကပြောရင်းနဲ့ဘာလို့ဖြစ်ဖြစ်အလောင်းမစားတဲ့ပတ္တတာတွေလုံးဝသတိထားသင့်သောနှစ်ဖြစ်ပါတယ်လူယုံမလွယ်ပါနဲ့အလောင်းမစားတဲ့ပတ္တတာတွေသေရင်မြေကြီးရှင်ရွှေကြီးဆိုတာမျိုးတွေမလုပ်ပါနဲ့ဒါလေးတစ်ခုကိုထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျဒါကြောင့်အစမှာဘလောက်ခက်ခဲကဲဇွဲကလေးသာစိုက်ပါအပြိုင်ဆိုင်လိုက်ခိုက်ပြီးကြားတဲ့ကတန်ကောင်းတဲ့ဘက်ကိုရောက်ရှိလာမှအတေကြပဲဖြစ်တယ်လို့တီကန်ဆန်းမှုလိုအပ်ကြောင်းတတိပေးထပ်လောင်းပြောကြားရင်းနဲ့ จะทำให้การมีเด็กรักษา